ရေကြချိန်မလို့လေကိုအပန်းတကြီးနဲ့ကပ်ယူနေရပါတယ်။တန့်စင်ထိုးဝါချလိုက်တော့ကွာမောင်လေးကလေကိုဆက်ရှင်လျှော့လိုက်ပြီးတော့ လေသားလေးတန့်စင်ကိုတတိပေးလိုက်ပါတယ်။လေကဆက်ရှင်ရှော့ထားမှာကွာ။မဟုတ်လို့ရှိရင်ရှေ့ရလေးတွေကိုထိမနိုင်တိတ်မရနဲ့ဝင်တိုက်မိလို့ရှိရင်ကို့လေလည်းအထိနာတယ်လို့ယော်လဲယော်ပေးရမှာကွာ။မော်ဒေးတို့ကစီးဝါးရေးဆိုလို့တခုတည်းဖြစ်ပါတယ်။မတော်တဆဖြစ်လျင်ယွာကနေမြို့ပြေးဆွဲနေတဲ့ထိုးလေးကလေးပင်ပိတ်သိမ်းသွားနိုင်ပါတယ်။လေကန်းကတ်လိုက်တော့ခီးသည်တွေလွတ်လွတ်ဆင်းသွားကြကပစ္စည်းတွေတင်ချပေးတာနဲ့မောင်သေးနဲ့လေသားများကကြံခဲ့ပါတယ်။တန်းစင်နဲ့ထွန်းခဲကလေဆောင်ကြံခဲ့ပြီးတော့မောင်သေးကတော့အိမ်ပြန်အိပ်ပါတယ်။ အိမ်မှာဇနီးလက်ချုံနဲ့6လသားရွယ်သမီးလေးရှိနေပါတယ်။အိမ်မပြောင်းရင်နေလျာဝယ်ထားတဲ့အရက်နှစ်ပလင်းနဲ့အမီးကျန်နေသေးတာမို့လို့ယမကာဝိုင်းလေးကိုလေထဲမှာပင်တည်ခင်းလိုက်ပါသေးတယ်။အရက်လဲနှစ်ပလင်းကုန်လူကလည်းခက်ထွေထွေလေးဖြစ်လာတဲ့အခါမှာတော့ငကူမြောက်ကြွကြွဇောင်ကြွကြွနိုင်လာတဲ့မောင်သေးဟာဖနှောင့်တန်ဆူးသလိုခြေနစ်မြေကြီးမထိကျင်တော့ပါဘူး။အဲဒီချိန်မှာပဲတန့်စရာကိုထေထမင်းတုပ်တွေကိုကိုထေယူသွားလိုက်တော့ဗျာ။ဟင်းနဲ့ထုတ်ဝယ်ထားခဲ့လိုက်။အေးအေးကွာမင်းတို့ကဘာနဲ့စားမှလဲကွာ။ အာမစားတော့ပါဘူးဗျာထထချအောင်မလို့လားကိုထေးရေမှောင်တော့မှောင်နေပြီဗျာပြန်မာတော့နော်နှင်ထုတ်တာတော့မဟုတ်ပါဘူးဗျာတော်ကြမိမနာမကက်ရပဲနေမှာစိုးလို့ပါအေးအေးပါကွာငါလေလေးရဲ့အညွန်ညင်တော့မခံနိုင်ဘူးကွာတွားပြီကွာကြည်ကြက်လည်းလှုပ်ကြအောင်နော်တက်စင်တို့သတိပေးနေထမင်းတို့နှစ်ထုပ်ဆွဲပြီးတော့ကမ်းမော်ကိုတက်လာခဲ့ပါတယ်လူကရေဝေဝေဖြစ်နေတာမလို့ဆိုင်ကယ်မောင်းလို့အဆင်ပြေပါမလားတွေးနေမိပါသေးတယ်ဟာကုမောင်းထေးနောက်ကြလိုက်လားဗျသူဆိုင်ကယ်အဲ့နေကြအိမ်ကကိုရဲတွေကလမ်းပြီးတော့နှုတ်ဆက်လိုက်တာပါအာ နည်းနည်းပါဗျာအေးအေးပါကွာဆိုင်ကလည်းတတိဓာီမောင်းအေးဒီချိန်ဒီလန်းကြတဲ့ကမောင်မောင်မဲမဲရယ်တလောက်တော့ပိုင်ပါတယ်ဗျာလေပေါ်မှာတော့မောင်းပြလိုက်ရှင်နေတယ်လေမကြီးနဲ့ကို့လူရေးဆိုင်ကကိုပြောနေတာမဟုတ်ဘူးဟာဒီလန်းကြငကိုတွေကနာမည်ခက်ကြီးကြီးရယ်ပါလေတေးရဲ့သစီတွေကိုပြောရလားဗျာလာလိုက်စမ်းပါဗျာငထေးတို့ကမကြောက်ဘူးဗျသွားပြီကိုရဲတင်ဟာအေးအေးတတိတော့ထားပြီးသွားကွာနော် အေးဆေးပါဗျာအေးဆေးပါမောင်သေးရဲ့စိတ်ထဲမှာဒီလူယိုကြီးရှာရှည်ရန်ငောဆိုပြီးတွေးမိပါသေးတယ်မောင်သေးတို့အိမ်နဲ့ဆိုရင်စိတ်ကန်းဝေးတာမလို့ဆိုင်ငယ်ယူလာရပါတယ်ဆိုင်ငယ်အဆရာနင်းနီနာနာဆိုလို့လည်းဒီလူကြီးအိမ်သာရှိပါတယ်အခုလည်းသူ့ကိုခြုံလွတ်လိုက်ပါသေးတယ်ဗါတဲ့တစီတရဲတဲ့စိတ်ကိုမဝင်စားတာကြီးမောင်သေးဘဝမှာမိမလွယ်လို့ရှိရင်ဘာမှကြောက်တာမရှိဘူးရှင်းလားမကြမီမှာပဲကိုရဲတင် ပြောတဲ့လမ်းကြားကိုရောက်လာခဲ့ပါတယ် တဆေလေးတွေတဲလေးတွေဟမ်ဒီမှာထမင်းထုတ်တွေအများကြီးကွာငါတို့အိမ်ကိုလိုက်ခဲ့ကွာနော်မောင်တေးကမူးလဲမူးနေတာမလို့ပါဇက်ကပေါက်ပန်း40ရှောက်អော်ကသဘောတကျကျနဲ့អော်ဟစ်ကရေပစ်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲဆိုင်ကရနောက်ကတစုံတယောက်ဆွဲလိုက်တယ်လို့မျိုးဆိုင်ကရတဖို့ဖို့အတန်းမြည်ပြီးတော့ဆက်ကရက်သွားခဲ့ပါတယ်ဟမ် ဟာဘာလဲကွာဆက်ကလည်းအလွယ်တကူနဲ့ပြန်နိုးလို့မရပဲရှိနေပါတယ်ဆက်ကပြန်နိုးသွားတော့လဲဆိုင်ကြီးကလေးလံပြီးတော့ထင်တယ်လောက်ကိုမသွားတော့ပါဘူးလိတ်သွားသွားနေရင်လည်းပဲအိမ်ကိုရောက်လာခဲ့ရပါတယ်အိမ်ရှိကိုရောက်တဲ့အခါမှာတော့ခါထောက်လျက်သားနဲ့သူ့ရဲ့ဇနီးလက်လက်ချိုကိုတွေ့ရပါတယ်ကုမောင်ထေး ရှင်တတော်နောက်ကြရနော်သူ့ရဲ့ဇနီးကရန်တွေ့ရင်းနဲ့မျက်နှာကချက်ချင်းတီသွားပြီးတော့သူ့လက်ကထမင်းတို့ကိုအငမ်းမရကြိလိုက်ခါဒီထမင်းတို့ပေးစံလေတန်ကလည်းချက်ချင်းအေးဆက်သွားပြီးတော့ထမင်းတို့ကိုအာသာငန်းငန်းနဲ့တောင်းနေတာမလို့မောင်ထေးထူးဆန်းသွားရပါတယ်သူမိမစိတ်ဆိုးနေလို့ဖြစ်မှာပါလို့လည်းဖြည့်တွင်းနဲ့ထမင်းတို့ကိုပေးလိုက်ပါတော့တယ်သူမိမကလည်းထမင်းတို့ကိုယူပြီးတော့အိမ်မော်ချက်ချင်းပြန်တက်သွားခဲ့ပါတယ်သူလည်းစကနေရန်စဲသဘောနဲ့ဘာမှမပြောဘဲနဲ့ရေချိုးကဘလုံးမွဲဖွင့်ကြည့်နေလိုက်ပါတယ်နည်းနည်းတော့လည်းကြာလာရောသူအရင်ရက်တည်းရဆိုရင်အရက်တောက်လာရင်တတွတ်နဲ့ရန်တွေ့နိုင်လွန်းတဲ့ဇနီးဟာဒီ ကနေ့မှာထူးဆန်းစွာပင်တိတ်ဆိတ်နေတာမလို့နောက်ဘေးထလာကြိလိုက်တဲ့အခါမှာတော့ထမင်းနှစ်ထုပ်လုံးပြောင်းသလင်းခါလေရဲ့သူ့မိမကတော့ရှိမနေပါဘူး။ကလေးကလည်းသူ့လာကလေးကအိတ်နေခဲ့ပါပြီ။အိမ်ငန်းထဲကိုဝင်ကြည့်လိုက်တော့သူ့ရဲ့ဇနီးကဘေးတချမ်းစောင်းပြီးတော့အိတ်နေပါတယ်။သူကလည်း TV မကြည့်ကျင်တော့တာမလို့ပိတ်လိုက်ပြီးတော့ဇနီးတဲ့နှစ်ဘေးမှာလာအိတ်လိုက်ပါတယ်။လဲ စကားပြောကွာဟိုကောင်နေဆွဲထားလို့ပါကွာနောက်မတော့တော့ဘူးနော်သူ့ဘက်ကနေတတွတ်ပြောနေပေမဲ့လက်ကြည့်ပေါ်တော့မရပါအဲဒီချိန်မှာပဲခွေးဦးတန်းနေကအိမ်မြင်ဘက်ကနေအချိန်မတော်ကြီးဟောင်းနေတာမလို့ဓမီယူပြီးထားကြည့်မိပါသေးတယ်အဲဒီချိန်မှာပဲဂီကနေဆိုတဲ့အတန်နဲ့တူငက်ဆိုးတကောင်ကအိမ်ရှိစီကနေဖြတ်ပြန်သွားတာမလို့မကြောက်တတ်တဲ့မောင်လေးကစက်သိန်းနေပြန်ထလာခဲ့ပါတယ်အရက်မူးနေတာလည်းပြေပြီမလို့အချိန်လည်းမနှဲတော့ကအဲ့ရတဲ့ကိုပြန်ဝင်လာခဲ့လိုက်ပါတယ်သူ့ရဲ့ဇနီးကပုံမှန်တိုင်းပဲမလုံမရှက်ကိုသေးကအခန်းမီးကိုပိတ်လိုက်တာမလို့ညရဲ့မိသည်မုံမုံလေးသာကြံမာတော့တယ်လက်တစ်ဖက်ကဇနီး တဲ့ကိုဘော်ကိုတင်လိုက်တဲ့အခါမှာတော့အေးဆက်ဆက်အထီးတွေ့ကြောင်းလန်သွားခဲ့ရပါတယ်စိတ်ထဲတစ်မျိုးကြီးနဲ့မို့နည်းနည်းခွာအိတ်လိုက်မိပါတယ် ဘလောက်ကြာသွားသည်မသိလိုက်ဒုက္ခနာကိုယ်ပေါ်ကိုတစုံတစ်ယောက်ဖိထားသလိုမျိုးတင်းတင်းကြပ်ကြပ်ကြီးဖြစ်နေတာမလို့မျက်လုံးကိုဖွင့်ကြည့်ပြီးတော့ညရဲ့မိသည်မုံမုံလေးမှာသွေးစုပ်ပြူလျော့နေတဲ့လက်ရဲ့မျက်နှာဟာသူ့ပေါ်မှာအုံမိုးလျက်ကြီးတွေ့လျရပါတယ်။မျက်ကြောကြီးများလည်းနေပြီးတော့ပါးစပ်ကနေလည်းတရေတွေစီးကြပြီးတော့တဟီတဟာအတန်အနေနဲ့လက်နှစ်ဖက်ကသူ့ရဲ့လေဘင်းစီကိုအရှိန်ပြင်းပြင်းနဲ့ဖြစ်ညင်လာပါတော့တယ်။မောင်ထေးရဲ့မချိမဆန့်အော်တဲ့ကလင်းငိုတန်တွေကြောင့်မောင်ထေးသတိမလစ်မီအချိန်လေးအိမ်နီးနားချင်းတွေတကားဖြတ်ပြီးတော့ဝင်လာခဲ့ကြပါတယ်။မောင်ထေးကံကောင်းသွားသည်လို့ဆိုရပါလိမ့်မယ်။အခုညီ လူရိုက်တွေမြင်ရပြီမလို့မောက်ဒေးစိတ်ကိုလျှော့လိုက်တဲ့အခါမှာတော့လောကကြီးနဲ့ခဏတာအဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။မောက်ဒေးမျက်လုံးကိုအာရုံဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ပထမဆုံးမြင်လဲရတဲ့လက်ရဲ့မျက်နှာကြောင့်လန့်သွားရပါတယ်။လဲလဲအခုအခု လူကြီးတချို့ကလည်းရောက်နေကဦးဆန်းအောင်ကညအမင်းမမှုနဲ့ဘာကြီးလုပ်ခဲ့ရလဲမောင်သေးတစ်ချက်တွေ့ဝေသွားပြီးတော့ညကလမ်းကြားလေးမှာတဆေတရေတွေလိုက်လာလို့ခေါ်လာပြီးတော့ဆိုင်ငယ်ရက်သွားတဲ့ကြောင်ပြောလိုက်ပါတယ်မင်းတို့ကတဲခက်တကူကွာဒါနောက်လို့ကောင်းတဲ့အရာမဟုတ်ဘူးကွာညမင်းမိတ်မတရေဝင်ဘူးတာမတေကောင်းမပြောက်ကောင်းကွာဟိုဘက်ရင်ကလူတွေကအတန်ကြားပြီလို့ပဲမဟုတ်လို့ရှိရင်တော့မင်းသေးပြီကျုံကျုံမားပါတယ်ဗျာနောက်ဆိုစင်ကြင်မော့ကွာဟုတ်ဟုတ်ကဲ့ပါဗျာည ဘလို့ဖြစ်သွားလဲမင်းသတိလစ်နေတော့မင်းမိမဝိုင်းချုပ်ပြီးတော့ဆရာတော်အပြေးသွားပြီးတော့ပိရိတ်တွေရွတ်လိုက်တာဒါတော့မင်းကခေါ်လာလို့ဆိုပြီးတော့မနေနေอยู่ရတာကျုပ်ကျုပ်တော့မလုပ်တော့ပါဘူးဗျာယုံတော်ရှိမယုံတော်ရှိပါဇက်မှလည်းစီးရှိရတယ်ကွာအခုတော့အလုံးဒုက္ခရောက်ကုန်တော့မလို့ဒီကလူကြီးတွေကိုလည်းကျေးဇူးတင်ပါတယ်ဗျာ မောင်ထေးတယောက်ထုံမြသာပြောနိုင်ပြီးတော့တသက်စာမှတ်သွားတာတော့တေချာသွားပါပြီ။မောင်ထေးတယောက်ကအဲ့ဒီမြသာပြောဆိုနိုင်ပြီးတော့တသက်စာတော့မှတ်သွားတော့ပါပြီ။အိမ်နီးချင်းနေလဲကောင်းမယ်လို့ပါပဲ။မဟုတ်ရင်တော့သူလဲတေးရဖြစ်နေတော့ပါပြီ။အဲ့ဒီအဖြစ်ပြက်တွေဖြစ်ပြီးနောက်ပိုင်းမှာတော့စွန့်ကျွေးတရားနာကမြဲမမြဲတရားဝါတွေအားလုံးကိုအမြဝေလိုက်ပါတော့တယ်။ဇလန်လေးကတော့ဒီမှာဒီပဲပြီးဆုံးသွားခဲ့ပါပြီဗျ။ဇလန်လေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။